ဂိမ်းမကနေတွေကိုဂိမ်းထဲမှာအမြဲတမ်းထည့်ထားဖို့လိုအပ်လို့လားနောက်တစ်ခုကတော့ကျွန်တော်တို့ငငယ်တုန်းကဆော့ဘူးတယ်ဂေါ်တော်ဝါဆိုတဲ့ဂိမ်းထဲမှာဆိုရင်ကျွန်တော်တို့ဒီလက်နက် item တွေကိုပြောင်းပြီးတော့ gain လို့ရတဲ့ mechanic မျိုးတွေ့ပြီးပါပါဒီမျိုး mechanic ကိုလည်းကိုဂိမ်းထဲမှာပြန်ပြီးထည့်ပြီးတော့သုံးကျင်တယ်ဆိုလို့ရှိရင်တော့ကိုဂိမ်းနဲ့ kait မ kait ပြန်ပြီးတော့ဆက်စစ်ပြီးတော့စဉ်းစားစီခြင်းပါဥပမာ alien isolation ဆိုတဲ့ game ထဲမှာဆိုရင်လည်း auto sys system ထည့်ခဲ့ပူပါတယ်ဒီ auto sys system က player ကိုရန်သူကနေမထိခိုက်အောင်လုံခြုံတဲ့ checkpoint လေးပေးပြီးတော့ game ကိုဖိစေတာပါ ီစနစ်ကြောင့်လေဂိမ်းကတိတ်ပြီးတော့ကြောက်စရာမကောင်းတဲ့သူမျိုးဖြစ်သွားမှုပါပဲ။ဘာကြောင့်လဲဆိုလို့ရှိရင် player ဒီမျိုးလုံကျောနေရမှာဖိုဖိုပြီးတော့ဂိမ်းကိုစိတ်ပြီးတော့ခက်ခဲနေအောင်ကြော်သွားနိုင်တဲ့အတွက်ကြောင့်ဂိမ်းကတိတ်ပြီးတော့ကြောက်ဖို့မကောင်းတော့ပါဘူး။အဲ့ဒါကြောင့်ဒီဂိမ်းရဲ့ developer တွေကလည်းဒီ auto sys system ကိုဖြုတ်ပြီးတော့ manual sys system နဲ့အစားထုတ်ခဲ့ပါတယ်။ဒီ manual sys system မှာပူဆိုးတာက player ကစိတ်နေတော့ကိုလုံပြီးဖြစ်နေတယ်ဆိုလို့ရှိရင်ရန်သူကလာပြီးတိုက်ခိုက်လို့ရပါတယ်။အဲ့လိုမျိုးစိတ်နေတော့မှ player ကဂိမ်းကိုပါဖြစ်နိုင်တဲ့အတွက်ကြောင့်ဂိမ်းကပို့ပြီးတော့ကြောက်ဖို့ကောင်းသွားတော့ ဒါကြောင့်ဒိန်းမက်ဂနက်တစ်ခုကိုထည့်မယ်ဆိုလို့ရှိရင်ပုဒိန်းနဲ့ကိုက်မြဲလာ ကိုဂိမ်းကပလေးယားပေးစင်တဲ့ခံစားချက်မျိုးနဲ့ကိုက်ညီရလားမကိုက်ညီဘူးလားဆိုတာကိုဆန်းစစ်ပြီးမှသာဂိမ်းမဲခင်တစ်ခုကိုထည့်စစ်တယ်။ဒီမျိုးဂိမ်းဒီဇိုင်းပုံစံမျိုးတွေနဲ့ကိုပိုင်ဂိမ်းတွေဖန်တီးချက်ချင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဂိမ်းမိတ်ကမြန်မာကနေဖွင့်လှစ်ထားတဲ့ကိုဂိမ်းကိုဖန်တီးမှုဆိုတဲ့အတန်းရှိနေပါပြီ။ဒီတန်းမှာကျွန်တော်တို့က Unity နဲ့ C# programming ကိုအဓိကထားတင်ကြားပေးမှဖြစ်ပြီးတော့ Super Monkey Ball လိုမျိုးဂိမ်း 2D platformer ဂိမ်းတွေနဲ့ Third Person Shooter လိုမျိုးဂိမ်းကိုဖန်တီးရင်းနဲ့ဂိမ်းလုံးမပညာရက်ကိုသုံးလကြာလေ့လာမှာပဲဖြစ်ပါတယ်။တန်းတန်းကြီးကတော့နှစ်သိန်းခွဲကျတဲ့မှာဖြစ်ပြီးတော့အတန်းပြီးသွားတဲ့အခါမှာလည်း Certified certificate နဲ့ professional game lover တယောက်အနေနဲ့အနာဂတ်မှာဘာတွေဆက်လုပ်ရမလဲဆိုတော့ဒီ game lover roadmap တွေကိုလည်းချပြပေးသွားမှာပါကျွန်တော်ရဲ့အတန်းကဂျွန်လာ16ရက်နေ့မှာဖွင့်လှစ်တင်ကြပေးသွားမှာဖြစ်ပြီးတော့လူကြီးကန့်သက်ထားမှုအခုပဲ page ပါလာရောက်ဆုံးသတ်ထားလိုက်ပါမမကြီး